မင်္ဂလာမနက်ခင်ပါခုချိန်ကစပြီး2025ခုနှစ်မေလ16ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ຫນွေဦးမောင်ပါ ြမအောင်ဆုံးတင်ပြပေးမယ့်တဲ့ရင်ကတော့ကိရမျိုးသားစီယုံနိုင်ငံရေးချန်ပီဘုံမူကြီးစောတူတူလေးကွယ်လွန်ခြင်းပေါ့ NUG မှဝန်ထဲချောင်းတဝင်လှပေးပို့တဲ့တဲ့ရင်ဖြစ်ပါတယ်ကိရမျိုးသားစီယုံနိုင်ငံရေးနဲ့စီရေးဦးဆောင်ချန်ပီပုဂ္ဂိုလ်ဖြစ်သူဘုံမူကြီးစောတူတူလေးသည်2025ခုနှစ်မေလ18ရက်နေ့ထိုင်းနိုင်ငံစံတော်ချိန်ည10:20ချိန်တွင်ခရစ်တော်၏ငြိမ်သက်ရာ၌အိပ်ပျော်သွားပြီဖြစ်ကြောင်းကိုသိရှိရသည့်အတွက်မိသားစုနှင့်ထပ်တူဝန်ထဲချောင်းမျိုးသားညီညွတ်ရေးအစိုးရမှပေးပို့တဲ့ဝန်ထဲချောင်းတဝင်လှမှာဖော်ပြထားပါတယ်ကွယ်လွန်သူဘုံမူကြီး ီဆော့တူတူလေးသည်1989ခုနှစ်မေလတွင်ကရင်ဒေါ်လေးနယ်မြေသို့စတင်ရောက်ရှိခဲ့ခြင်းမှစ၍ဘဝတိတ်လျှောက်လုံးကိုကရင်မျိုးသားစည်းရုံး၏အလံတော်အောက်တွင်နှိမ့်မြုပ်အနှံကကရင်မျိုးသားအရေးနှင့်မြမဒီမိုကရေစီရေးအတွက်အားထုတ်ကြိုးပမ်းခဲ့သူဖြစ်ပြီးဥပဒေပညာရှင်တဦးနှင့်ဖြင့်၎င်းသည့်စည်ရေးနိုင်ငံရေးအုပ်ချုပ်ရေးတရားစီရင်ရေးနှင့်လူမှုကယ်ဆယ်ရေးကဏ္ဍများတွင်ရေးပါသည့်တာဝန်မျိုးမျိုးကိုထမ်းဆောင်ခဲ့က KNDO ဒုတိယစီဦးစီးချုပ်ကရင်မျိုးသားအစည်းအရုံး၏ထွေထွေတွေ့ရမှုတင်းတဲ့နှင့်စတဲ့အမြင့်ဆုံးရာထူးများကိုရယူခဲ့က ကွယ်လွန်ချိန်၌ကရင်မျိုးသားစီယုံဥက္ကဋ္ဌ၏နိုင်ငံရေးနှင့်စီးရေးအကြံပေးဖြင့်ထူးခြားလေးနှက်သောတာဝန်များကိုထမ်းဆောင်သွားခဲ့တယ်လို့သိရပါဗျ။ကရင်တော်လိုင်းခီးတက်လျှောက်၎င်း၏အနစ်နာခံမှုစွမ်းဆောင်မှုများနှင့်ခိုင်မာသောသစ္စာရှိမှုတို့သည်နောင်လာနောက်သားများအတွက်တူယူစရာမှတ်ကြောက်တဲ့လေးစားပွဲပင်ဖြစ်တယ်လို့ဖော်ပြထားပါဗျ။ဘုံမူကြီးစောထူးထူးလေးကွယ်လွန်ခြင်းသည်ကြာရည်သူမိသားစုအတွက်သာမကကရင်မျိုးသားလူကြီးတရလုံးနဲ့မြမနိုင်ငံရေးအတွက်အစားထိုးမရသည့်ကြီးမားသောဆုံးရှုံးမှုဖြစ်ပါသဖြင့်မြို့သားညီညွတ်ရေးအစိုးရအနေဖြင့်ဝန်내ခြေကွဲရပါကြောင်းတဝန်လွှာတွေမှတ် တန်းတင်ဖော်ပြပါရှိပါရရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့ ARD တိုင်းလူမျိုးရေးအတွက် PDF ရဲဘော်များနဲ့အတူပြည်သူများရှိပေးရန်ပြည်ထောင်စုဝန်ကြီးဦးရီမွန်တိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရ Energy ကာကွယ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမွန်က ARD တိုင်းလူမျိုးရေးအတွက်တိုက်ပွဲဝင်နေသည့်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်များနဲ့အတူပြည်သူများအနေဖြင့်ဆက်လက်ရှိပေးရန်ပေါင်းစုယုံကြည်အောင်ပွဲစီတို့ပြန်လာပြီး ARD ကမ်ပိန်းဖွင့်ပွဲခမ်းနားမှာတိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။လက်ရှိချိန်တွင်လူငယ်များသည့် PDF ရဲဘော်များဖြင့်အသက်နှင့်ဘဝရင်းကတော်လိုင်းတိုက်ပွဲများတွင်ပါဝင်နေ ကြကြလို့တပတ်တွင်လည်းတောင်လေးပြည်သူများကချွေးနေစာမှဖြစ်နိုင်သမျှထောက်ပံ့မှုများဖြင့်ဒီတောင်လေးခီးကိုအတူတကွဖျက်ဆီးရရှိသည်ဟုဦးရမုံကပြောကြားခဲ့ပါတယ်။ဒီတောင်လေးအောင်မွေးရရလက်ကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ကျွန်တော်တို့နိုင်ငံအတွက်ခေတ်စနစ်တဲ့သမိုင်းတစ်ကိုဖန်တီးနေတဲ့တောင်လေးပါကျွန်တော်တို့အားလုံးရင်းနှီးရကြနှပ်ပါလိမ့်မယ်လို့ဝန်ကြီးဦးရမုံကပြောကြားထားပါတယ်။ဝန်ကြီးကတောင်လေးရဲ့ပုံများအတွက်အားထားရမှပြည်သူများသာဖြစ်ကြောင်း AR တန်းလူများရဲ့အတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲ့ပုံများနဲ့အတူ AR တိုင်းနဲ့မြန်မာပြည်တော်ဝန်ကတော်လှန်ပြည်သူ များအားလုံးသူတော်ကဆက်ရှိပေးကြပါလို့၎င်းကနှိုးဆော်ခဲ့ပါတယ်ရှင်။ ဆိုးမြော်ခံမာတွင်ကျင်းပသည့်58ခွန်ကျူးဒီမိုကရေစီတော်လှန်ရေး55နှစ်မြောက်အောက်မေ့ပွဲခန်းနာတို့ထူးဖိတ်ကြကြရာ Energy Korea ကိုယ်စားလှယ်ရုံးဖွဲ့တက်ရောက်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။မေလ18ရက်ကိုရီးယားနိုင်ငံဆိုးမြော်ခံမာတွင်ကိုရီးယားဒေသစံတော်ချိန်မနက်10:00နာရီမှ12:00နာရီအထိကျင်းပပြုလုပ်တဲ့58ခွန်ကျူးဒီမိုကရေစီတော်လှန်ရေး55နှစ်မြောက်အောက်မေ့ပွဲခန်းနာတို့မြို့သားညီညွတ်ရေးအစိုးရ၏ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဥယျာဉ်နိုင်ထွန်းနဲ့ Energy Korea ကိုယ်စားလှယ်ရုံးအထောက်အပံ့ဖွဲ့ဝင် ဆီယနာသိမ်းမှုစန့်ကြီးကော်မတီပူးတွဲဥက္ကဋ္ဌဦးတင်ထေအောင်နဲ့မြမနူတော်လေးတွေတက်ကြွစွာပါဝင်ဆောင်ရွက်ကြသည့်မြမရဲဘော်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။စူပါခန္ဓာတို့ကိုရီးယားဆူရဖွဲ့များမှဝင်ကြီးများပါတီဖွဲ့စည်းတည်တည်မှလွှတ်တော်မှန်များနိုင်ငံတကာတန်တမန်များနဲ့အထူးဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ခန္ဓာမှာဆိုးမျိုးတော်ဝင်မစ္စတာအိုဆေဟွန်ကဖွဲ့မစကားပြောကြားခဲ့ပြီးဆိုးမျိုးတော်အုပ်ချုပ်ရေးမှူးမစ္စတာချွဲစုတို့မှဂုံပြူအောင်မေပွဲစကားပြောကြားရာယနေ့ဂျင်ပါပြုလုပ်သည့်ပွဲမှနေ၍ က်ရှိမြန်မာနိုင်ငံအတွင်းရှိမြန်မာပြည်သူများကဆရာနာရှင်စနစ်မှလွတ်မြောက်စေရတဲ့တော်လန်တိုက်ပွဲဝင်နေမှုကိုလည်းကိုရီးယားဆူယားနဲ့ပြည်သူတို့အနေနဲ့လည်းအစင်အားပေးထောက်ပံ့ကူညီပူးပေါင်းပေးကြစေလိုကြောင်းနဲ့ဇနစ်ခန္ဓာတို့မြို့သားညီညွတ်ရေးအစိုးရ၏ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ဥယျာဉ်နိုင်ထုံးကိုလည်းထူဖိတ်ကြားထားပြီးကိုယ်စားလှယ်ကြီးကိုရိုင်းတက်ရောက်နေပါကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ကိုရီးယားနိုင်ငံအတွင်းဆရာနာရှင်တို့၏လက်အောက်မှာကျောင်းသားအလုပ်သမားနဲ့ပြည်သူလူထုတရားလုံး၏ဒီမိုကရေစီရေလှုံ့ဆော်မှုတမိုင်းဝင်နေဖြစ်သော1980မေလ18ရက်တွင ်ဂွန်ဂျူးမျိုးမှစတင်ခဲ့သည့်ဒီမိုကရေစီတော်လှန်ရေးအောက်မေ့ပွဲအခမ်းအနားများကိုနိုင်ငံအနှံ့ပြကျင်းပလျက်ရှိပါရရှင်။ စစ်ကောင်စီဘ ਹੁ ချက်ဖြစ်သည့်နေပြည်တော်နှင့်မန္တလေးကဲ့သို့နေရာများကိုပပောင်းစုံမှဝိုင်းဝန်းတိုက်ခိုက်နေသည့်အသည့်ကိုပေးသွားမယ်လို့ဦးမင်းကိုနိုင်ဆိုတဲ့အကြောင်းအရာကိုဆက်လက်တင်ပြပေးပါောင်းမယ်။စစ်ကောင်စီရဲ့ဘ ਹੁ ချက်ဖြစ်တဲ့နေပြည်တော်နှင့်မန္တလေးကဲ့သို့နေရာများကိုပပောင်းစုံကနေဝိုင်းဝန်းတိုက်ခိုက်နေသည့်အသည့်ကိုပေးသွားမယ်လို့88မျိုးဆက်ကောင်းဆောင်ဦးမင်းကိုနိုင်ကမေလ16ရက်မှဇွန်လကုန်ထိကျင်းပမယ်။ပေါင်းစုယုံကြည်အောင်ပွဲစီတို့ပြန်လာပြီး AR campaign ဖွင့်ပွဲခန်းနာမှာပြောကြားခဲ့ပါတယ်။စူပါ campaign ဒီ AR တိုင်းစစ်ဌာနချုပ်အောက်ရှိ view ဟာတရင် က်ဖွဲ့များ၏လိုအပ်ချက်များအတွက်စက်သိန်း9000ရရှိရေးကိုယူမှန်းထားတယ်လို့သိရပါတယ်ဒီကမ်ပိန်းသားမကဒီလှုံရှားမှုပြင်ထွေထွေထိုးစစ်ပြည်လုံးကျွတ်တိုက်ပွဲတွေဖြစ်လာတဲ့အချိန်မှာငွေကြေးသားမကသတင်းပေးနိုင်တာထမင်းကျွေးနိုင်တာစောက်ရှောက်နိုင်တာဝင်ပြီးတော့ဘာလုပ်နိုင်တယ်လဲဆိုတဲ့အချက်တွေခုကလေးကတွေးထားပါလို့ပြည်သူများကိုတိုက်တွန်းခဲ့ပါတယ်ဦးမင်းကိုနိုင်ကစစ်ကောင်စီဘဟုချက်ဖြစ်သည့်နေပြည်တော်နှင့်မန္တလေးကဲ့သို့နေရာများကိုပပောင်းဆောင်မှဝိုင်းဝန်းတိုက်ခိုက်နေသည့်အသည့်ကိုပေးသွားမယ်လို့ဆိုထားပါတယ်မြစ်ထဲချောင်းတွေကဖြတ်ပြီးတက်တဲ့သူကတက်မယ်တောင်ပေါ်ကဆင်းတဲ့သူကဆင်းမယ် ။ကရင်ရင်ကနေထိုးတဲ့သူကထိုးမယ်။စသဖြင့်ပေါ့ဒီလိုပြူဟာကြကြတိုက်နေနိုင်ကြဖို့လိုတယ်လို့ဦးမင်းကိုနိုင်ကရှင်းပြခဲ့ပါတယ်။ဒါ့အပြင်တော်လင်းတပ်ဖွဲ့များသည့်လမ်းမများကိုစုမိုးနိုင်ခဲ့ပြီးရေးကြီးပစ္စည်းများတည်ယူပို့ဆောင်ရေးပါဝင်တော်လင်းအောင်မြင်ရေးအတွက်အထောက်အကူများရရှိခဲ့တယ်လို့၎င်းကထည့်သွင်းပြောကြားပါတယ်။လမ်းမတွေရဲ့စုမိုးနိုင်မှုကဒီတော်လင်းအောင်မှုရေးကြီးတဲ့ကဏ္ဍတွေဖြစ်နေတယ်လို့ထပ်လောင်းပြောကြားထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ရန်ကုန်အဝင်းချက်ဝတ်စင်ကမ်ပိန်းမှာပါဝင်ပေးကြရန်ဖိတ်ခေါ်တဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တက်ကစစ်စင်ရေးတွေမှာရှေ့တန်းသွားရမယ့်ရဲဘော်တွေကိုအုတ်ထုတ်ကြီးကတက်ဆင်ပေးနိုင်ဖို့ရန်ကုန်အဝင်းချက်ဝတ်စင်တိုင်းတထောင်ကမ်ပိန်းမှာပါဝင်ပေးကြဖို့မျှော်လင့်ခြင်းရန်ကုန်ကဖိတ်ခေါ်ထားပါတယ်။ဂျမစစ်မိတ်စာတွေနဲ့ထိတ်တရင်ဆိုင်မှုနဲ့အောင်ဝဲတွေရဲ့နောက်မှာရဲဘော်တွေမကြွေလွင်ရအောင်ကြီးကားတွေအုတ်ထုတ်တွေလိုအပ်နေတာဖြစ်ကရှေ့တန်းရဲဘော်တွေကိုအုတ်ထုတ်ကြီးကတက်ဆင်ဖို့အတွက်ချက်သိန်းတထောင်မျှော်မှန်းထားပြီးကမ်ပိန်းက လမှမေလ15ရက်ကနေဇွန်လ15ရက်အထိပြုလုပ်မှာလို့သိရပါတယ်။ជីကအုတ်ထုတ်တလုံးကိုထိုင်းဘတ်ငွေ9000၊ជីကပြား2ချက်ကိုဘတ်9000၊ជីကဘတ်တစ်ခုကိုဘတ်3500ရို့ဖြစ်ပြီးတစ်ခုချင်းစင်တုံတိုင်းတက်ဆင်ပေးနိုင်တယ်လို့နိုင်တယ်လို့ထည့်ဝင်ပေးနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။ Super Gaming ကိုပါဝင်ထောက်ကူပေးကြမဲ့လူရှင်တွေအနေနဲ့ပြည်ရင်းသားမကပြည်ပနိုင်ငံများကကိုယ်စားလှယ်တွေထံဆက်သွယ်ထောက်ပံ့ပေးနိုင်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ Carshare ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။